ျွန်တော်တို့စစ်တပ်ကမကောင်းတဲ့သူတွေဖြည်းဖြည်းနဲ့နောက်ဆုတ်သွားဖို့အသက်ကြီးပြီးတေသွားဖို့ပဲကျွန်တော်မျှော်လင့်တယ်လူစုကတေပြီးကျွန်တော်အသက်ကြီးနဲ့တေရမှာတီခိုင်ပြူဟာဟိုဘယ်လိုခေါ်မလဲဆိုတော့အိမ်ချုပ်ပြီးဆေးရင်ချုပ်ပြီးလွတ်ပေးလိုက်တာပဲရေးချုံလို့ကာကျုပ်ကတန်ချောင်းတီးပြီးဆိုတော့အကုန်လုံးကငါတို့ဒီစစ်သားများဖြစ်သွားတယ်ဒါပဲဟိုညာလို့ဟိုနိုင်ငံကြီးကျုံနိုင်ငံကြီးကပျက်စီးနေတယ်တမလို့ကအခုရေကောက်ပွဲမှာချန့်ခံရေးရှုံးနေဘာဖြစ်လာနိုင်တယ်မရှုံးဘူးဗျာတော့တော့ရှုံးမှာရှုံးရတယ်မရှိအောင်စီစဉ်ထားပေးတာ လုတ်ပုံကြိုင်ပုံတွေမှာလည်းနည်းနည်းလေးဝေပန်မိတာမှချုပ်တဲ့ထက်တယ်ဟာဟာလေးပြေးတာမှချုပ်တဲ့ထက်တယ်ပြန်စဉ်းစားကြည့်လေအဲ့တော့ခင်ဗျားတို့ရဲ့ဒီလိုပြေးစီကဘာဒီလိုပြေးစီလဲဒီနေ့အတွက်ထူးခြားတဲ့သတင်းအသစ်တွေကိုနောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဒီနားကခေါင်းကောင်းလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာဒါဆိုရင်စလိုက်ရအောင်အာဒေါန်ဆန်စစ်ကြီးကစားလာပါမယ်သူအမှုစီတစ်ခုချင်းတစ်ခုချင်းကျွန်တော်လေ့လာနေပါမယ်နော်လေ့လာနေပါမယ် အဲလေ့လာပြီးပြောစရာရှိတယ်နော်အခုတော့တသက်ခံကိစ္စစောကြီးတကြသိတယ်မပြောချင်ဘူးနော်မပြောချင်ဘူးမပြောချင်လို့ဆိုတာကပြောချင်လို့ဆိုတာကကျွန်တော်ပြောရင်လည်းမကောင်းဘူးဗျာနော်ပြောရင်လည်းမကောင်းဘူးဆိုရည်ကခင်ဗျားတို့အဲ့ဒီဒေါက်တာခိုင်တို့ရဲ့အုပ်စုတွေထဲမှာခင်ဗျားတို့အမှန် သူတို့လူတွေအကုန်ရှိတယ်နော် Viber group တွေမှာအစားသလိုရှိတယ်ဒါတွေက conspiracy theory တွေမှတ်ထားလိုက်ပါဗျာနော်ကျွန်တော်လည်းဒါထင်မြင်ချက်တွေပြောတာပါကျွန်မကျွန်မချက်တွေပြောတာလို့တော့ထားပါခါကျကျွန်တော်ကလည်းကျွန်တော်ကကျွန်တော်စဉ်းစားရတာကျွန်တော်ပြောရရင်မှန်မှန်ချင်းဘူးဒီအန်တီရဖြတ်သိမ်းခံတာကလည်းခင်ဗျားတို့ဘာမှမဟုတ်ဘူးเนาะအန်တီရဖြတ်သိမ်းခံတာကလည်း ကိုယ်စားလှယ်အင်အားမရှိဘူးဆိုရင်7000ကျော်ရှိတယ်7000ကျော်ရှိတယ်အဲ့ဒီ7000ကျော်ကနေပြီးတော့ပြည့်ရမလားဗျာအကောင့်ကြီးနောက်တစ်ခေါက်ပြန်လျှောက်ခိုင်းတာပဲရှိတတ်တော့မရတာပြောအောင်ပေါ့နော်မဟုတ်ဘူးအဲ့တော့ဆက်ခိုင်းပါတီကပါတီဖြစ်ရက်တည်နိုင်တယ်အကန်ကောင်းတယ်သဘောထားလိုက်ပါဘာကြောင့်လဲဒီကသွားမဲ့ဒီရွေးကောက်ပွဲကအဲသူတို့ကတက်နိုင်ဆုံးတော့ကွန်ထရိုးထားမှာဗျဟုတ်တယ်ပထမဆုံးကိုယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ မကြိုက်ဘူးကျွန်တော်လည်းသူတို့လောက်တာတွေမကြိုက်ဘူးဒါပေမဲ့လည်းတခြားနည်းလမ်းမရှိဘူးဗျာမြောက်ဒေါ်လာကြီးကြည့်တော့လဲဒီစစ်တပ်ကိုပြုတ်တိုက်ဖို့နောက်ခုနှစ်ခု90လေးဘာကြောင့်လဲမြောက်ဒေါ်လာကြီးကြောက်ရလဲမြောက်ကြီးရိုးသားကြပါလေနော်အစိတ်တက်လေးလည်းချစ်စရာကောင်းကြပါလေဒါပေမဲ့မဖြစ်နိုင်ဘူးလေနော်မဖြစ်နိုင်ဆိုတာဗျာဒီနှစ်90တိုက်တာနောက်တစ်နှစ်90ကြာသူသေးကိုသေးကိုချင်းချင်းကြည့်တော့လည်းမတည့်ဗျာအဲ့တော့နိုင်ငံအတွက်ရွေးချယ်ရတဲ့နေရာမှာ ခါကြရင်မကောင်းဘူးဆိုတာသိတယ်။ဒါပေမဲ့မကောင်းတာနဲတာလေးကိုယူရတာသိရ။အဲ့လိုမျိုးဆက်ဘယ်လောက်ရှိနေပြီလဲ။ဘယ်သုံးကောင်များတရားသဖြင့်လုတ်ခဲလို့လဲ။ဟုတ်တယ်။တရားသဖြင့်ကတော့အခုမင်းတို့မင်းတို့ဒီတော်လိုင်းရက်တီချက်ကကျွန်တော်ပြည့်မပြောရဘူး။ဘာကြောင့်လဲဆိုတော့ဟုတ်ပဲလေ။မင်းတို့ခုဒီရုပ်ကောက်ပွဲဝင်သွားလဲ။ဒီရုပ်ကောက်ပွဲကအဲဘယ်လိုခေါ်မလဲ။ အစ်စ်တက်ရဲ့နိုင်ငံရေးမှာပါဝင်မှုကိုဘာနဲ့စာချုပ်လက်မှတ်ထိုးပေးတာလည်းအတူတူပဲလေသူတို့မဂရိကဝတ်မှာမရှိတာအဲ့တော့တစ်ဖက်ကမလာတာအပြစ်မဟုတ်ဘူးနောက်နောက်ရှိချိန်ကဥပဒေရောက်ကိုယ်တိုင်ကစစ်တက်ကလုံးဝနိုင်ငံရေးထဲမှာ စင်ပြိုင်ပြီးတော့အာနာအားလုံးအားလုံးအားလုံးရှင်ဒါတွေအားလုံးကိုရှော့ပေးမဲ့လမ်းစဉ်တော့ဘာမှမတွေ့ဘူးအဲ့ဒါကိုတစ်ဖက်ကဒီ Federal စစ်စစ်တို့ဘာလို့ဆိုရဲပုံစံမျိုးကြတော့ ဒါတစ်ဖက်ကနင်းဆိုတာမားတဲ့ကိစ္စမဟုတ်ဘူးသူတို့ဘက်ကလည်းအဲ့တော့ဆိုလိုချင်တာကစစ်တပ်ကလည်းနိုင်ငံရေးတဲ့ကထွက်လို့ကြောင်းထွက်ချင်ကြောင်းသူတို့ကလွလွလပ်လပ်အရေးအောင်ပြရမယ်အခု2008ချိန်ကဥပဒေကနိုင်ငံရေးတဲ့မထွက်ချင်တဲ့ပြည်ကိုနိုင်ငံရေးကိုစစ်တပ်ကခေါင်းကနေပြီးတော့ပြည်သူအားလုံးနဲ့ချုပ်ကင်ထားတဲ့အခြေခံဥပဒေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့တစ်ဖက်ကမဝင်တာကအံဩစရာမဟုတ်ဘူးနော်အဲ့တော့ ဘယ်ခမောက်လည်းမမားသလိုစစ်တပ်ဘက်ကလည်းသူအကျိုးချောင်းတရားရှိပါဦးဗျာနော်အဲ့ဒါကြောင့်မလို့ဒီကမမများရဲ့အာစိတ်ကုန်စရာပါနိုင်ငံရေးရလဲကျွန်တော်ကလည်းပတ်မလိုက်ပါဘူးပတ်လိုက်ရအောင်လဲကျွန်တော်လိုက်ရတဲ့အဆင့်နဲ့လည်းမဟုတ်ပါဘူးဗျာနော်အခုခင်ဗျားတို့ကြည့်လေဟိုပြည်ခိုင်ဖြိုးနဲ့စစ်တပ်နဲ့ဆိုတာဒါပါစစ်တပ်စစ်တိုက်တာမြင်ဘူးလားစစ်တပ်တက်ပြောင်းတက်ရွှေ့မြင်ဘူးလားမြင်ဘူးခေါ့စစ်တပ်ကတက်ပြောင်းတက်ရွှေ့လို့ရှိရင်ရက်ဝက်နဲ့သွားလား နော်အရက်ဝင်နေသွားအေးအေးရဲ့တက်နောက်တက်ရှိတွေ့ဘူးလားအေးအေးကလည်းဒီလိုပဲတိုက်ပွဲတို့တိုက်မယ်ဆိုရင်သူအရက်ဝင်နေတဲ့အယူဆုံးရွာသားတွေမွေးတာမွေးပြီးတော့မလန်းနေတာကွာရောက်လာထို့တူပဲပေါ့ဗျာနိုင်ငံရေးမှာလည်းစစ်တပ်ရဲ့လုပ်တဲ့ပုံစံကဒီခိုင်ပြူဟာဟိုဘယ်လိုခေါ်မလဲဆိုတော့အိမ်ချုပ်ပြီးတော့စေးရင်ချုပ်ပြီးလွတ်ပေးလိုက်တာပဲရေးချုံလို့ကာကျုပ်ကတန်ချောင်းတီးပြီးဆိုတာနဲ့အကုန်လုံးကငါတို့ဒီစစ်သားများဖြစ်သွားတယ်ဒါပဲဟိုခင်ဗျားတို့ဟိုနိုင်ငံကြီးကျုံနိုင်ငံကြီးကပျက်စီးနေတာပျက်စီးနေတာအမှန်ပဲ တော့ PDF ကလည်းခဏတော့တည်ရတိုင်းပါဗျာနော်။နေရာတစ်ခုတိုက်မယ်ဆိုရင်ရုံးရသားတွေပဲလွတ်တာရခိုင်တွေဆိုလွတ်လိုက်တာရခိုင်လည်းဒီလိုပဲ။ခင်ဗျားတို့ view ဟာ diamond စစ်တပ်ကပြတုံးတာနိုင်ငံရေးမှာလဲ။အခုအိမ်ချူပြီးပေါင်းမှုချူပြီးလွတ်လိုက်တာဘာမှမဟုတ်ဘူး။မပြေခိုင်သေးတယ်မှာအကုန်လုံးရေးရေးကြုံကာကြုတ်ကတစ္ဆာလေးချက်ထားဆိုအကုန်ထားဆိုပါ။ဒီခိုင်မျိုးအကုန်လုံးထားဆိုပါ။အဲ့တော့အဲ့တော့ခင်ဗျားတို့ဒီ2008နဲ့လောက်တဲ့ဒီရွေးကောက်ပွဲကို အဲဒီပေါ့နော်စန့်ကျင်စန့်ကျင်ကြရတယ်ပုံကန်ကြရတယ်ဆိုတာလည်းဒါတိပြောရမယ့်ရတော့မဟုတ်ခင်ဗျားတို့ကိုယ်တိုင်လိုလိုလက်လက်မှမပြပဲဗျာနော်ဟိုတိုက်ခံလေးရှိတာမှပဲဟိုလူကိုပယ်ထုတ်ဒီလူပါတီကိုဖျက်ထုတ်အဲ့တော့ခင်ဗျားတို့စစ်တပ်ကိုယ်တိုင်ကနိုင်ငံရေးကိုကောင်းစေခြင်းနဲ့အရေးအယံပြောနေတော့ပါတီဆိုဒီမိုကရေစီရေကောက်ပဲပြောနေကြတာအမေ အဲဒါပေမဲ့ခမရတို့အရေးအယံတွားနေတဲ့ပုံစံလေးသူ့မူကြင်ကြံပုံလေးဟုတ်လားပြောဆိုပုံတွေအကုန်လုံးကစစ်တပ်နိုင်ငံရေးတဲ့ထွက်ချင်တဲ့လမ်းကြောင်းကိုပြတာမှမဟုတ်ပဲနဲ့စစ်တပ်ရာသက်ပံနော်နိုင်ငံရေးထဲမှာနေရရေးကိုပြနေမှာတော့ဥပဒေကြောင်းရလဲခမရတို့ရဲ့လမ်းကြောင်းကိုမပြနိုင်ထို့သူလုတ်ပုံကြိုင်ပုံတွေမှာလဲနည်းနည်းလေးဝေပန်မိအောင်မှချုပ်တဲ့ထဲတယ်ဟာဟာလေးပြေးတော့မှချုပ်တဲ့ထဲတယ်ညစဉ်းစားကြည့်လို့အဲ့တော့ခမရတို့ရဲ့ဒီလိုပြေးစီကဘာဒီလိုပြေးစီလဲ ဲ့တော့ဆန့်ကျင်ဘက်ကမေးတာလေအဲ့တော့ခင်ဗျားတို့ကမလောက်အောင်လဲကျွန်တော်ကြံပေးချင်တာကတော့စစ်တပ်အနေနဲ့နိုင်ငံရေးတွေကလူလူလာလာထွက်ချင်နေပါတယ်ဆိုတော့ခင်ဗျားတို့ကပြအောင်မပြတဲ့တင်ကိုတသက်လုံးငါတို့နေရေးငါမိသားစုကောင်းစားရေးဆိုတဲ့ပုံစံမျိုးတွေတွေ့နေရတယ်အဲ့နှစ်ဖက်စလုံးပြင်ရမယ့်အရာပါအဲ့တော့တစ်ဖက်ကဆန့်ကျင်တာလဲအပြစ်ပြောလို့မရအောင်နော်ဒီလွတ်တော်ဆိုတာစစ်တပ်တို့ကခေါ်မယ်ဆိုလို့ရှိရင် ဟိုတင်ဘာခေါ်မစွေရှိမဒီစေးပြခန်းသားစေးပြကွေးမြင့်တစ်ခုဖြစ်နေတယ်စေးပြကွေးမြင့်မှာအဲ့လိုမျိုးဖြစ်ရလေအောင်စစ်တပ်နေနဲ့လောလောလာလာထွက်ချင်ကြောင်းတွေပျက်ပါဗျာနော်နိုင်ငံကောင်းစေချင်တာပါမင်းတို့ဘာပြောပြောတဲ့အချိန်တိုင်နိုင်ငံအာဏာစစ်တပ်လက်ထဲပဲกว่าဒါအဲ့တော့ကိုက ဒီလိုမျိုးပြောရင်တစ်ဖက်ကစန့်ကျင်ပုံကံသူတွေလည်းပြပြောလို့မရတော့ဘူးဟုတ်မှာသူတို့စန့်ကျင်ပုံကံမှုတွေအားလုံးကလည်းအဲ့တော့ခင်ဗျားတို့ပြည်သူတွေအနေနဲ့ကလည်းစန့်ကျင်ပုံကံသူတွေပေါ့ကျွန်တော်လည်းပြပြောခဲ့ပါလေသူတို့ကိုပြပြောမယ်ဟိကျွန်တော်ရှင်စစ်တပ်ရောကောင်းနေလို့လားအဲ့တော့ပြည်သူတွေအနေနဲ့ကဘယ်လိုဖြစ်သွားလဲဆိုတော့ခင်ဗျားတို့ဗျာစန့်ကျင်ပုံကံသူတွေကိုရဲတွေစစ်သားတွေကအဲထုနှက်တရိုက်တယ်ပေါ့ဗျာနော်ဆက်ဆံအဲ့တော့ကျွန်တော် ဥရောပတို့ဘာလို့မှရဲတွေကိုလေးစားရဲဆိုတာရဲတွေကကျွန်တော်တို့မိသားစုတွေတဘောထားတယ်။အခါမှာရဲပြောကြတော့နားထောင်တယ်။အဲ့တော့သူကကိုယ်ကိုငြင်းသာဆက်ဆံတော့ပြည်သူကလည်းရဲစစ်သားကိုငြင်းသာဆက်ဆံတယ်။ကျောင်းမြေမှာဒီမှာကျတော့ရဲစစ်သားတွေကပြည်သူကို night test စီနံဆက်ဆံတဲ့ခါကျတော့ပြည်သူကလည်းရရမခံကျင်စိတ်ပေါ့မခံကျင်စိတ်နဲ့ရရလက်နက်နဲ့ပြန်ပြီးတော့တိုက်ပွဲဝင်ကြတယ်ပေါ့ကျွန်တော်။အဲ့တော့ တော့ရဲစစ်သားနဲ့သူတို့နှစ်ခုကြာအာဃာတဖြစ်သွားတယ်။ဆန့်ကျင်ချင်သူနဲ့ရဲနဲ့ကြားတဲ့အာဃာတကြားတဲ့မှာရဲနာမှာနေရင်လေဒီလိုအပ်ထိတဲ့အခါရဲဆိုရင်ဒီတော့ဝေးရှောင်တဲ့ပုံစံမျိုးတွေဖြစ်လာတယ်။စစ်တပ်ဆိုဒီတော့ဝေးရှောင်တဲ့ပုံစံမျိုးအဲ့လိုမဖြစ်ဘဲဘာလို့အောင်လဲ။ညောင်ကျူတို့အကုန်လုံးပြင်ရမှာနော်။စစ်တပ်နဲ့တက်မလို့ပါกว่าလေဆရာကြီးအဲမှန်ပါတယ်ကျွန်တော်တို့နိုင်ငံငြိမ်းချမ်းမှုတော့ကဒီစစ်ခု ဦးမြောင်လိုက်လောက်သွားတဲ့လမ်းကြောင်းကလည်းမှန်ကန်တဲ့လမ်းကြောင်းမဟုတ်ဘူးကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးမြောက်ကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်